အလုံးမင်္ဂလာပါဘီယန်ဇယ်ဆင်းအာဆင်နယ်နေ့ချုပ်လိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒါအာဆင်နယ်အသင်းနေနဲ့ဒါကိုအသင်းရဲ့အဓိကအမာခံကစားသမားအသင်းအကြောင်းအခြေအနေအရန်ကိုနားလည်နေတဲ့ကစားသမားဖြစ်တဲ့ဒါတိုမက်စ်ပါတီလို့ကစားသမားမျိုးကိုအလို့နဲ့ထွက်ခွာခိုင်းပြီးတော့ဒီကိုထက်တဆင်းနေတယ်လို့ယူဆရတဲ့ဒါတိုမက်စ်ပါတီနဲ့လည်းအသက်အရွယ်တိတ်မကွာတဲ့ဒါနော့ကတ်ဒါဘရန်ဖို့အသင်းရဲ့အသင်းကောင်းဆောင်နော့ကတ်လို့ကစားသမားမျိုးကိုဘာကြောင့်မို့လို့ဒါယူဆက်တဲ့တန်းအထိ ပေးပြီးတော့ဒါခေါ်ရတာလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ဒီဗီဒီယိုထဲမှာ၃တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပရိသတ်တွေတို့များများအနေနဲ့ကတော့ဒါကိုတင်းမှာတိုမက်စ်ပါတီကဒါနော့ကက်ထဲအများကြီးကောင်းနေအများကြီးတည်ယုံရှိပြီးသားဒီနေ့လည်းထန်ကြပြီးသားလူကစားမမျိုးကိုဒါအလွတ်နဲ့ပေးပြီးတော့ဘာလို့မို့ဒါသူ့ထက်ဈေးကြီးမဲ့ ဆန်ဆက်တတန်းထိသုံးရမယ့်လူမျိုးကိုခေါ်တာလဲဆိုတော့ဒါဝေဘယ်တန်နဲ့လည်းမြင့်တက်နေအောင်ကျွန်တော်တွေးရတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုထဲမှာအာတီတာနေနဲ့ဘာကြောင့်မို့လို့နောက်ကတ်ကိုခေါ်တာလဲဆိုတဲ့အကြောင်းရင်အဓိကအဖြစ်၃ချက်ကိုကျွန်တော်ပြောပြပေးသွားကြည်မာတယ်ပထမဆုံးအနေနဲ့ကတော့ဒါပြည်သက်တွေအထင်မြင်လွဲမှားနေတဲ့ဒါငွေကြီးကိစ္စပေါ့နော်ဟိုအများစုဒါအပေါ်ယံမြန်မာဆိုရင်တော့ Thomas Party ကအလကားကိုမှကိုပေါ့ကိုပဲစာချုပ်ထက်ချုပ်အောင်မယ်ဟိုကစားမခုံမယ်ဆိုရင်တော့ဒါအခု EU စတတန်းထိပေးရမယ်ဆိုတော့စတတန်းပို့သွင်းလိုက်ရတယ်ဆိုတော့အမြင်ရှိပေမဲ့ တကယ်တမ်းအသေးသေးပြောကြည့်တဲ့အချိန်မှာတော့ကျွန်တော်တို့နေအာဒီ Thomas Party နဲ့ Nogat ရဲ့ဒါတန်ချင်းကဟို Thomas Party ကိုထတ်ချုပ်ထားတဲ့ဆိုင် Nogat ကိုခေါ်လိုက်တာက Arsenal နဲ့ပေါင်100တန်းလောက်အထိဒါဆော့ချနိုင်နေဆိုတဲ့ဒါအကြောင်းရင်းကိုကျွန်တော်တို့တွေ့ရတယ်ဟုတ်ဒီဒီပြောပြမယ်ဆိုရင်တော့ဒါ Thomas Party ရဲ့ Arsenal မှာရနေတဲ့လာစာကပေါင်2သိန်းရှိရဲ့တစ်ဘက်ကိုတစ်နှစ်ဆိုရင်သူ့အနေနဲ့ပေါင်10သိန်း Thomas Party အနေနဲ့ကစာချုပ်အစ်စ်မှာလဲဒါ ဒီဒေါ်လာသာရှော့မယူဘူးလို့ကျွန်တော်ပြောထားတဲ့အတွက်တေချာပေါက်ဒီပေါင်နှစ်သိန်းတိုင်းဆက်ပေးရမယ်ဆိုရင်အနည်းဆုံးကတော့ဒါစာချုပ်တက်တန်းတူတာဖြစ်တယ်လို့တနည်းထဲတော့မဖြစ်ဘူးနှစ်နှစ်ထီတော့အနည်းဆုံးတိုးရမယ်ဆိုတော့ကြောင်နှစ်နှစ်သာသူ့ကိုဆက်တိုးမယ်ဆိုရင်ဒီလာသာတင်ကိုကသုံးဘက်ပါတီကိုအတဲတင်ပေါင်နှန်း20ပေးရမယ်ဒါလာသာကိစ္စရယ်နော်နောက်ကအနေနဲ့က brand food မှာရနေတဲ့လာသာကတပတ်ကိုပေါင်3000ကျွဲတနှစ်ကိုပေါင်1.8တန်းရနေတယ်ဆိုတော့ နောက်ကကိုလာကျွန်တော်နှစ်နှစ်နဲ့ခွန်မယ်ဆိုရင်သူ့ brand ဖို့ကလာတာတိုင်းပေးမယ်ဆိုရင်တောင်မှနှစ်နှစ်ကိုပေါင်3.6တန်းပဲပေးရမယ်ဒါအာဆင်နယ်မှာနည်းနည်းလေးလာစာပို့တူးပေးရထားလိုက်အောင်တစ်နှစ်ကိုအာနှစ်နှစ်ကိုပေါင်5တန်းပဲပေးရထားလိုက်အောင်သောမက်ပါတီနဲ့ကဒါပေါင်15တန်းအထိကိုကွာနေပြီဒါလာစာတွေကိုပေါင်15တန်းကွာနေပြီအဲ့ဒီနေရာမှာသောမက်ပါတီပြောထားတယ်ကျွန်တော်နောက်ဆုံး interview ထဲမှာသူ့အနေနဲ့ Atletico Madrid မှာ ဘာကြောင့်မို့လို့စာချုပ်သက်တမ်းထပ်မတိုးဘဲနဲ့အာဆင်နယ်ကိုပြောင်းလာခဲ့တယ်လဲဆိုရင်အတလတီကိုမက်ထရစ်ကသူ့ရဲ့အေဂျင့်ကိုအေဂျင့်ဖီဒါသူတောင်းဆိုတဲ့အေဂျင့်ဖီပါဆန့်မပေးလို့ပြောင်းခဲ့တယ်ဆိုတဲ့အကြောင်းကိုသူပြောပြထားတယ်အဲ့ဒါကိုအဓိက focus ထားပြီးပြောသွားတာဆိုတော့ကြတော့အာဆင်နယ်မှာလည်းလက်မှတ်ဆက်ထိုးမယ်စာချုပ်သက်တမ်းထပ်ထိုးမယ်ဆိုရင်အာဆင်နယ်နေနဲ့တခြားမိခင်အသင်းကိုသူ့ရဲ့အရင်အသင်းကိုဒါပြောင်းဖြည့်ရေးမပေးရသည်ဆိုသည့်တိုင်ပေးရမလို့သည့်တိုင်တေချာပေါ့ဒါသူ့ရဲ့ဒါအေဂျင့်အတွက်အေဂျင့်ဖီဆိုပြီးလက်မှတ် ဖိုးကလည်းတိုမက်စ်ပါတီကိုလည်း bonus ပေးရမယ့်အပြင်ကိုဒါ agent ကိုလည်း agent fee ကျွန်တော်ပါဆန့် sorry ပေးရအောင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကြတော့အဲ့ဒီ margin ကို arsenal နေနေကအနည်းဆုံး10%လောက်ကတော့ကုန်ပါပဲ bonus တွေရောဒါ agent fee တွေရော10%လောက်ကုန်ပါဖြစ်တယ်ပြေတိုမက်စ်ပါတီရဲ့လာစာနဲ့ဒါလက်မှတ်ထိုးခြင်း agent fee တင်ဟိုကဒီနှစ်နှစ်တွင်မှာဆိုရင် arsenal နဲ့ပေါင်တန်း30လောက်ထက်သုံးရောက်ရှိတယ်အဲ့အချိန်မှာ christian nogat ကလာစာကပေါင်5တန်းလောက်ရှိမယ်နှစ်နှစ်ကို3နှစ်လောက်လဲချုပ်နိုင်တယ် အဲပြီးရင်ကျွန်တော်တို့ဒီတောင်းရှိကြီးကပေါင်9 9သန်းကျော်အဲဒါတချို့ bonus တွေပါနဲ့10သန်းပဲထားပါတော့ဆိုရင်15သန်းရှိမယ် agent fee ကိုကျွန်တော်တို့90ခိုင်နှုန်းကြီးပေးလိုက်ရင်တောင်းမှာကျွန်တော်တို့နေပေါင်9သန်းပဲပေးရမှာဒါ90ခိုင်တော့မဖြစ်နိုင်ဘူးအဲ90သန်းပေးလိုက်ပေါင်သန်း10ပဲပေးရမှာပြောချင်တာ total ကိစ္စအဝအဝ PC နောက်ကအတွက်က ပေါင်တန်း30လောက်ပဲသုံးအောင်မဲ့အခြေအနေမှာ Thomas Vardy အတွက်ကပေါင်တန်း30လောက်သုံးအောင်မှာဖြစ်တယ်ဆိုတော့ပေါင်10တန်းလောက်ထိအာဆင်နယ်တင်းကချိုးရှော့ချနိုင်နိုင်ခဲ့တာလို့ပြောလို့ရတယ်ဒါကြောင့်မို့လို့ဒါပြိသက်အများစုထင်နေတဲ့ဒါ Thomas Vardy အလွတ်နဲ့ထွက်ပြီးတော့ Nogat ကိုခေါ်တာပိုစီကုန်မယ်လို့ထင်ရတဲ့အမြင်ကဒါမှားနေဆိုတော့ပထမဆုံးကျွန်တော်သုံးသက်ပေးသွားဖြစ်ပါတယ်ပေါင်10တန်းလောက်အနည်းဆုံးဒါရှော့ချနိုင်ခဲ့တာဖြစ်ပါတယ်အာဆင်နယ်အနေနဲ့ကအဲ့ဒီအပြင် ဒါနှစ်ယောက်ရဲ့နောက်တစ်ခုအချက်ကတော့ဒါ injury history ပေါ့နော်။ Thomas Partey ကအာဆင်နယ်ရဲ့ဒါနောက်ခုပြီးခဲ့ရာသီမှာ injury ကြီးကြီးမားများခဲ့ဘူးဆိုပေမဲ့နောက်ဆုံး၄နှစ်အတွင်းမှာ injury ကြောင့်မို့ Thomas Partey လွယ်ခဲ့ရတဲ့ပွဲကစုစုပေါင်းဒါအာဆင်နယ်အတွက်ရောဒါဂါနာအတွက်ရောလွယ်ခဲ့ရတဲ့ပွဲတွေကစုစုပေါင်းပွဲ60တတိရှိတယ်၄နှစ်အတွင်းမှာလည်း Christian Nogat က Brentford အတင်းမှာနောက်ဆုံး၄နှစ်အတွင်းလွယ်ခဲ့ရတဲ့စုစုပေါင်းပွဲစဉ်ကစုစုပေါင်း16ပွဲပဲရှိတယ်။ဆိုကြတော့ထောက်ဝက်မပေါဘူး။ကွာနေတယ် ဒီအပြင်ကျွန်တော်အသက်ကလည်းဒါ32 33 34ရဲ့ကျောင်းလာပြီဖြစ်တဲ့အတွက်တေချာပေါက်ဒါကြံ့ခိုင်မှုစွမ်းရည်ရအရင်နှစ်တရတဲ့ပို့ပြီးတော့ကျသွားမှာအမှန်ပဲဆိုတော့သုံးဘက်ပါလိနဲ့ဒီချက်ပို့ပြီးတော့ injury ဒါ risk တွေ injury history တွေကပိုများလာဖို့ရှိတယ်ဆိုတော့ကြဒီဟာနဲ့လည်းပတ်သက်ပြီးတော့လည်း auditor နေနဲ့ဒါ injury ဒါပို့ပြီးတော့သုံးဘက်ပါလိဆိုင်ကင်းကင်းရှင်းရှင်းကစားနိုင်တဲ့ကြံ့ခိုင်မှုပို့မြင်မာတဲ့ဒါ knockout ကိုဒါခေါ်ယူတာလည်းဒါဒီဒီအကြောင်းကတစ်ပိုင်းပါလိမ့်မယ်နောက်တစ်ပိုင်းကတော့ဒါကစားပုံပေါ့နော် အာဒီတာအနေနဲ့ကတောမက်စ်ပါတီရဲ့ကစားပုံကိုအရင်ကနေကအပြည့်အဝချိန်နေတဲ့ချင်းမရှိခဲ့ဘူးဒါကြောင့်မို့လဲသူ့ကိုခောက်ပြီးတော့ဂျော်ဂျင်းညိုဒုံးနာတွေအပြင်ညာနောက်ခံနေရာကိုပို့ပြီးကစားတာရဲ့အာဒီတာမြေမြေလုတ်ခဲ့တဲ့အတွက်ဒါပရိသတ်အာဆင်နယ်ပရိသတ်မှန်ရင်အာဒီတာကတောမက်စ်ပါတီကိုချိန်မချိန်ဒါလူတိုင်းခံစားမိပါပဲအဲ့ဒီအချိန်မှာဒီနော့ကက်ရဲ့ကစားပုံဘယ်လိုဖြစ်နေလဲဆိုရင်ဟိုဒီပရီးမီးယားလိမှာတကယ်ဟိုးရင်မီဖီယာတွေဒီဖန်စီအသားပေးတဲ့ကစားမီဖီယာတွေရှစ်တင်းတဲ့ကစားပုံမျိုးပြေဝါရှိနေအောင်တွေးရတယ် ်ပထမဆုံးအနေနဲ့ကတော့ aggressive ဖြစ်တာ Thomas Partey ရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်သူ့နေရာကတကယ်တရေရှင်ရဲ့အလုံးနေအဲ့လိုမျိုးဒီကိုကဟို defensive ကစားရမယ့်အခြေအနေမှာ aggressive ဆန်ဆန်လက်ဖြေထုတ်ရမယ့်အနေအထားမျိုးတွေမှာ Thomas Partey နေနဲ့အဲ့လိုမျိုးဖြတ်ထုတ်တာမျိုးရှားရှားပါးပါလုံးဝမရှိဘူးဟိုဘယ်လိုပြောအဲ့လို aggressive ဆန်တာဆိုဘယ်လိုပြောမလဲဆိုရင်ဟိုမှာနောက်နောက်ကနေ short throw ဖြတ်လိုက်တာတွေရှေ့ကနေ short throw block လိုက်တာတွေပြီးရင် foul လုပ်လိုက်တာတွေလူဆွဲလိုက်တာတွေခြေောက်ကိုရိုက်ပိုင်းလိုက်တာတွေဒီလိုမျိုးဟာတွေကို Thomas Partey မှာဒါတွေးရတာရှားတယ် သူ့ရဲ့ကစားပုံကနူးနူးညံ့ညံ့ကြောက်ကြောက်ရွရွအီးညံ့ညံ့ပုံစံလေးနဲ့ပဲကစားတာကိုတွေ့ရတယ်။အာဒီ injury ရှောင်ရင်တာလည်းပါရင်ပါမှာပါလေ။ဒါပေမဲ့ Nokia ရဲ့ကျွန်တော်တို့ target တွေကိုကြည့်မယ်ဆိုရင် target 10ခုမှာ9ခုလောက်က show ထုတ်လိုက်တာတွေနောက်ကပိုင်းလိုက်တာတွေဆွဲလိုက်တာတွေဒီ body ခုလိုက်တာတွေတိုက်လိုက်တာဒီလိုမျိုး aggressive ဆန်တဲ့ဒါ defensive ကစားပုံမျိုးကိုတွေ့ရတယ်။အဲ့တခုကိုလည်းပို့ချိုက်တယ်။နောက်တစ်ခုကကြတော့သူ့ရဲ့ဒါ passing ပေါ့နော်။ ဟို Thomas Party ရဲ့ passing တော်တော်များများကကျွန်တော်ဘေးရီနဲ့ဒါနောက်ကိုပြန်သွားတာပဲများတယ်ဒီရှေ့ကိုကျွန်တော်ဒါ vertical pass speed pass တွေကမရှိသလောက်နေပြီးတော့ knockout မှာကြတော့ကျွန်တော်တို့ဘေးရီဘာတွေနောက်တွေပြန်သွားတဲ့စတယ်ဒီရှေ့ကဒါ Yoni Wissa တို့အံပူမူတို့ရဲ့လမ်းကြောင်းတွေလည်းဟိုဒါ long pass တွေပဲဖြစ်ဖြစ် vertical pass ဒါအနေဘောတွေပဲဖြစ်ဖြစ်တန်ပြီးပေးတာတွေကိုရဲအချင်းချင်းနဲ့စွန်စားပြီးပေးတဲ့ဒါ vertical pass တွေအများစုကိုကျွန်တော်တွေ့ရတယ်။ line တွေ break လုပ်ပြီးပေးရတဲ့ pass တွေကိုကျွန်တော်အများစုတွေ့ရတယ်။ အဲ့ဒါတောင်မှဒါ Basic Accuracy မှာ Thomas Party ကလွယ်လွယ်ကူကူအာပေးပြီးတော့ရနေတဲ့ Basic Accuracy တိကျမှုနဲ့ဒီ Christian Rocket ကဒါခက်ခဲခဲ Party Gap Patch တွေပေးပြီးတော့ရထားတဲ့ဒါ Basic Accuracy တိကျမှုကဟို တူညီညွနီးပါဖြစ်နေတာတွေ့ရတယ်။ Thomas Partey နည်းနည်းလေး point နည်းနည်းပိုကောင်းဝင်မယ်ဒါတူတူပဲလို့တတ်မှတ်လို့ရပါတော့။ဆိုတော့ကြတော့ passing ဘိုင်းမှာလည်း Thomas Partey ရဲ့ဆိုင်ဒါ Nogue ကတိတိကျကျပိုတာတော့တွေ့ရတယ်။ဒါပေမဲ့ overall ခြုံကြည့်မယ်ဆိုရင်တော့ Thomas Partey target stat တွေကများတယ်လို့ကျွန်တော်ဒါလက်ခံရပါတော့မှန်ပေမဲ့အခုလက်ရှိအသက်ရွယ်အနေထားနဲ့အခုလက်ရှိ Arsenal လွေးနေတဲ့အနေထားကဆိုရင်ဒီ Nogue ရဲ့ဒါ profile ကပိုပြီးပြည့်စုံနေဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်မို့လို့ Arsenal နည်းနည်းဒီပထမဆုံးဒါငွေကြီးပိုင်းမှာလည်းပေါင်၁၀တန်းအနည်းဆုံး အပေါင်းစင်းတဲ့အထက်ပို့ပြီးတော့ဒါရှင်းချနိုင်မယ်အပြင်ဟို injury ဒါ risk မှာလည်းပို့ပြီးနည်းနိုင်မယ်လို့အများကြီးနည်းနိုင်မယ်လို့ယူဆရတဲ့ဟာကိုမှကျွန်တော်ဒါကစားပုံမှာပါဒါအတီတာပို့လိုချင်တဲ့ပုံစံနဲ့နှီးဆက်တဲ့ဒါဒီ Christian Knockout ကိုဒါယူဆက်တဲ့နပေးပြီးတော့ဒါခေါ်လိုက်တာလေကျွန်တော်လည်းတတ်မှတ်လို့ရပါတယ်အော်ဒီအပြင်ကျွန်တော်ဒါပို့ပြီးတော့ထပ်ပြောတင်တာက ျွန်တော်တို့သိထားမှာက knockout ကိုကျွန်တော်တို့ကတကယ်အဓိကကွင်းနဲ့ထောက်တန်ကစားမအဖြစ်ခေါ်ယူတာမဟုတ်ဘဲနဲ့ဒါ squat depth အနေနဲ့ခေါ်ယူတာဆိုကျွန်တော်သိထားဖို့လိုတယ်ဆိုတော့ကြတော့ဟိုတကယ် zoom man တွေလို့တို့လိုမျိုးဟိုစေကြီးပေးပြီးခေါ်ရတဲ့ဟာမဟုတ်ဘူးတကယ်အဓိကလာမှမြှုပ်ဘူးဇူဝီမန်ဒီအဲ့တော့ rotation အရန်ဘက်ကအနေနဲ့ကျွန်တော် square တက်မှာဖြည့်တင်းတာဖြစ်တဲ့အတွက်ဒီအသက်ရွယ်ဒီဈေးနှုန်းကိုကျွန်တော်ကအရန်အများကြီးမျှော်လင့်မထားဘူးလေလို့ရအဓိကပြောချင်တာကကျွန်တော် Thomas Party နဲ့ဘာကြောင့်မို့လို့ဒါ Thomas Party အစားဒါ Nogat ကိုရွေးချယ်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းကိုပဲကျွန်တော်အဓိကပြောချင်တာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်